ဟယ်လိုအလုံးမင်္ဂလာပါရှင်တခြားပတ်တန်လေးတွေပြန်တင်ပေးပါမယ်ချက်ကိုမေးထားတာဒီတနေ့တော့ဒီဒီဇိုင်းလေးဒီဒီဇိုင်းလေးကချက်ဒီမှာပုံလေးပြထားမယ်เนาะသူကလေဒီအပေါ်လဲထောင်တော်တော်များများလေးထောင်ထားချက်ပုံမှန်တလက်မနဲ့မကောက်ဘောနော်သူကတလက်မ၄စိတ်လောက်ထောင်ထားတဲ့ဒီဇိုင်းအဲ့ဒီဒီဇိုင်းလေးရဲ့သူကရှင်ကန် sorry ရှင်ကန်တော့မဟုတ်ဒီအရှိမအောက်ကလေးတက်လွှာပေါ့เนาะအပေါ်ကနေပြီးချက်တော့ပြန်ပြီးတော့ နှစ်ထပ်အုပ်ထားတဲ့ပုံစံလေးအဲ့ဒီပတ်တန်လေးကရိုးရိုးရိုးရှင်းပါတယ်ဘာမှတော့တိတ်ပြီး trade to ခက်ကြီးမဟုတ်ဘူးဒါမဲ့ဒါလေးမေးထားညီမလေးရှိရဲ့အတွက်ခြေဒါလေးတင်ပေးမယ်နော်အဲ့တော့ check ကိုရှေ့ချမ်းပတ်တန်တစ်ခုနောက်ချမ်းပတ်တန်တစ်ခုဆွဲထားပြီးကိုဆွဲနေကြပုံမှန်အတိုင်းပဲကိုကအုံကွက်ထက်မယ်ဆိုရင်အုံကွက်ထက်မယ် no bra ပတ်တန်ဆွဲထားပြီးတကယ်လို့အုံကွက်မထည့်ဘူးဒီဟာအုံကွက်မပါဘဲနဲ့လဲချုပ်လို့ရတယ်သူကဒီလိုအပြည့်ပါတာဖြစ်တဲ့အတွက်ချေတော့ရိုးရိုးအောက်က underwear နဲ့ဝတ်လို့ရတယ်တကယ်လို့အုံကွက်မထည့်ဘူးဆိုလို့ရှင်ချေတော့အုံကွက် ထည့်စရာမလိုဘူးကွာမလိုဘူးဆိုလို့ရှိရင်အာဒါအုံခွက်ပတ်တံမဆွဲနဲ့ရိုးရိုးမြန်မာဝတ်စုံပတ်တံမဲဆွဲထားပေးဟုတ်လားကိုဆွဲနေကြပတ်တံတိုင်းဆွဲပေးတခြားတင်တန်းသူတွေကတော့ချက်တင်ပေးထားတဲ့ပတ်တံတိုင်းဆွဲလို့ရတယ်ဟုတ်လားဒါဆိုရင်ချက်တို့ဒီပတ်တံလေးဆွဲပြပေးပါမယ်ရှင်ရှေ့ချမ်းပတ်တံတရွတ်နောက်ချမ်းပတ်တံတွေဆွဲထားပေးပါဟုတ်ပြီတချို့နောက်ချမ်းပတ်တန်ကနေစပြောမယ်နောက်ချမ်းပတ်တန်မှာနောက်ွယ်ဖြစ်တာဖြစ်တဲ့အတွက်ကျိုးဒီမှာစစ်စာတလ လေးစိတ်လေးစိတ်ဝယ်စားပေးမယ်နော်ပြီးတော့ရင်သူကလဲတောင်လဲတောင်မှသူ့လဲပင်ကအရန်လေးဘေးကိုကတ်ထားတယ်ကတ်ထားပြီးတော့ကျွန်တော်နှစ်လက်မနဲ့လေးစိတ်ထပ်မပူနဲ့နော်နှစ်လက်မနဲ့လေးစိတ်ထပ်ကိုကျွန်တော်ဘေးကိုထပ်မပူတော့နဲ့ဟုတ်ပြီလားပြီးရင်အဲ့ပေါ်ကိုသူကသူ့လဲပင်ကတော်တော်လေးတတ်ထားချက်တလက်မခွဲလောက်တိုက်ရမယ်နော်တလမလောက်နဲ့မရဘူးတလမခွဲလောက်တက်ရမယ်ဒီမှာတလမခွဲတက်တာဖြစ်တဲ့အတွက်ဒီမှာလည်းအနေဆုံး၄စိတ်လောက်အပေါ်ကိုတက်ပြီး နော်ဒီဟာကြီးအရန်ကိုအပေါ်တက်ရင်တော့ချေလို့ကုန်းမှာသွားထောက်တက်တယ်အဲ့တော့အရန်မတက်နဲ့လေးစိတ်တို့လေးစိတ်ထပ်တော့ပုံမတက်နဲ့နော်လေးစိတ်ပဲတက်ပြီးတက်ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာနဲ့ချေလို့ဒီလိုမျောမျောလေးဝိုင်မယ်နော်ဒီဘေးလေးမျများလေးဝိုင်မယ်ဟုတ်ပြီလားပြီးသွားရင်ချေလို့ဒီအောက်မှာဒီဘခုံးကနေပြီးတော့ဒီလိုလေးထောင်မယ် နော်ဒီတဝက်အနေထားကနေလာပြီးထောင်မယ်နော်ကျတော့နောက်နောက်ချမ်းမှာခွဲပြီးတော့ချုပ်ချင်နေဆိုရင်ဒါကိုပခုံးတောင်းနဲ့တွားလို့ရတယ်ဘယ်လောက်ထိုးမလဲပခုံးတောက်ကိုကျတော့နှစ်စိတ်ထပ်ပုံမထိုးနော်နှစ်စိတ်လေးပဲကျတော့ဒီမှာထိုးပေးဒါဆိုဒီနားလေးကတ်သွားပြီသူကအပေါ်အရင်မြင့်ထားဖြစ်တဲ့အတွက်ပခုံးတောက်လေးနဲ့တွားရင်တော့ပို့ပြီးတော့လှရဲဟုတ်ပြီလားဒါလေးတွားပြီးလို့ရှင်ကျတော့ဒီဘက်က B1 B1 ဒီဘက်က B2 လက်ဖောင်းချုပ်မယ်ဆိုဒီမှာလေးစိတ်ဖြုတ်ချပြီလက်ဖောင်းမချုပ်ဘူးဆိုရင်ဖြုတ်ချစီရမလို့ဆိုတော့ဒီဟာနှစ်ရွက်ဖြစ်သွားမယ်เนาะကျွန်တော် B ကနှစ်ရွက်ဖြစ်ပြီးတော့ပြန်ပြီးတော့ဆက်မယ်ဟုတ်ပြီလားဒီဟာကအများကြီးကျွန်တော်အပေါ်တလက်မခွဲတောင်ထောင်ထားတာဖြစ်တဲ့အတွက်ဒီတောက်လေးထည့်လိုက်ရင်တော့ပိုကောင်းတယ်เนาะနှစ်စိတ်ထပ်တော့ကျွန်တော်ပိုမထည့်နဲ့နှစ်စိတ်သက်ပိုလိုက်ရင်ဒီပကောင်ကဆွဲစည်းတယ်လို့ဖြစ်သွားတတ်တယ် เนาะအဲ့တော့20ထပ်ပုံမထည့်ဘူးဒီမှာတလက်မခွဲဒီမှာ40ပဲတတ်မယ်ရမယ်เนาะအဲ့တော့ share တော့နောက်ချမ်းရပြီရှေ့ချမ်းရှေ့ချမ်းမှာလည်းရှေ့မှာနောက်မှာတလက်မ sorry နှလက်မ40ပဲဖောက်တဲ့အတွက်ရှေ့မှာလည်းနှလက်မ40လက်ဖောင်းထည့်မယ်ဆိုတော့ဒီမှာလက်ကိုဖြုတ်ချထားပေးရပြီเนาะပြီးရင်သူ့ကိုလည်းအပေါ်ကိုတလက်မ40ထောင်ပေးဟုတ်ပြီလားတလက်မ40နဲ့ချောဒီပခုံးလေးနဲ့လှမ်းပြီးတော့ဆက်ပေး ဒီလိုနားလေးရပဲချက်တို့ဒီတဝက်နေရာလေးရပဲကပ်ပြီးတော့ဒီလိုလေးထောင်မယ်နော်ဒီကနေတက်တက်မလာနဲ့နော်ဒီကတက်တက်လာလာချက်တို့ပခုံးပေါ်မှာပိတ်စာတွေပို့ပြီးတော့ထောင်နေတတ်တယ်အဲ့တော့ရှေ့ချမ်းရှေ့ချမ်းလေးမှာပြီးလို့ရှိရင်သူကဒီမှာကြည့်ဒီအောက်တစ်ပိုင်းကိုအရင်ဆုံးချက်တို့ကြည့်မယ်အောက်တစ်ပိုင်းမှာသူကလေ ီမှာရှင်းရင်ကျင်းမြင်လေးရှိရမလားရှင်းရင်ကျင်းမြင်နေရနေပြီးတော့ဒီအောက်လေးကိုလေပင်ဘလောက်လောက်ချထားလဲဆိုရင်ဒီပုံထဲမှာတော့ငါလက်မှတ်၄စိမ့်လောက်ထိချလို့ရတယ်ဒီပုံထဲမှာဆိုငါလက်မှတ်၄စိမ့်လောက်ချထားရပေါ့နော်ကိုကပိုကြတာဝှချင်လဲ၆လက်မှတ်ထိချလို့ရတယ်၆လက်မှတ်ထိချရင်လဲပိုလှရတယ်ဒါပေမဲ့အရင်ကြတာရင်မကြရင်လဲငါလက်မှတ်၄စိမ့်ငါလက်မှတ်လောက်ပဲချရပြီလားချတဲ့နေရာကိုကျွန်တော်ဒီလိုလေး ဆွဲထားပေးရပြီเนาะဆွဲထားပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီတော့ဒီတော့ဒီအပေါ်ကိုတက်တက်ထိုးမယ်တက်ထိုးမယ်ဒီမှာတစ်ဖက်ကိုဘလောက်ထိုးမလဲဆိုရင်လေးစိတ်လေးထိုးထားပေးဘာလို့ကျွန်တော်ဒီဟာလေးကအရှိကိုဟမှာဆိုလို့တစ်ဖက်ကိုလေးစိတ်ထိုးပေးဟုတ်ပြီလားပြီးွားရင်အပေါ်ဘက်အချမ်းလေးအပေါ်ဘက်ချမ်းလေးကကြတော့ကျွန်တော်ဝိုက်ရမယ်ဆဲဝိုက်ရမယ်ဆိုဒီမှာပေကွေးလေးယူလိုက်ပေကွေးလေးနဲ့ယူပြီးတော့သူ့ရဲ့အလိုက်တဲ့နေရာလေးပေါ့နော်ဒီထိတ်ဒီအပေါ်ထိတ်ကိုလည်းမိရမယ်ပြင်သွားဒီဂျိုင်းဂျိုင်းအောက်လေးထိပေါ့ ဂျိုင်းရဲ့ဒီအောက်တော့မကြောက်ဒီဂျိုင်းနားလေးချီကိုလာပြီးဝိုက်ပြီးထတ်ထားတာအဲ့တော့ပေကွေးလေးနဲ့ချေရိုးကလိုချင်တဲ့နေရာဒီနေရာမှာလဲကိုလိုချင်တဲ့အဟိုက်လေးရပြီးထပ်မိတဲ့နေရာလေးဒီလိုလဲရပြီးဆိုရင်ပေကွေးအလိုက်တင်လေးချေရိုးဝိုက်လိုက်နော် ဒီလိုမျိုးလေးဝါလိုက်ဘာလို့လဲကျွန်တော်အပေါ်ချမ်းထွက်ရပါတယ်ဒီနေရာမှာထပ်သွားပြီတိလားထပ်သွားပြီဆိုတော့ကျွန်တော်ဒီဟာဒီ F1 ချမ်းဖြစ်မှာပေါ့ဒါက F2 ဒါက F3 သုံးရွက်ထွက်မယ်လေတော့အုံကွက်ထက်မယ်ဆိုတော့ဒီမှာရင်ပေးတောက်တွေပိုင်းနဲ့အုံကွက်ပတန်းဆွဲထားပြီးဟုတ်ပြီလားအုံကွက်မထည့်ဘူးဆိုလို့ရှိရင်လည်းရင်ပေးတောက်ကိုအုံလေးကြွားဖို့အတွက်၄စိတ်လောက်ပဲထည့်ပေးအုံကွက်ထက်မယ်ဆိုတော့ကျွန်တော်ဘယ်လောက်ထည့်ရမလဲရင်ပေးတောက်၂လက်မှအထိတစ်ချက်လိုထည့်ရတယ်ဟုတ်တယ်မလားတော့အုံကွက်ထက်မယ်ဆိုရင်အုံကွက်ထည့်ဖို့အတွက်အုံကွက်စာထုတ်ထား မထည့်ဘူးဆိုလို့ရှိရင်လည်းဒီမှာရင်ပက်တောက်လေးကို၄စိတ်၆စိတ်လောက်တော့ထည့်ပေးဒါမှကျွန်တော်ဒီရင်အောင်လေးပို့ကြွပြီးတော့ပုံနေရလိုမျိုးလေးဟို model ဝတ်ထားတလိုမျိုးလေးလှမှာဟုတ်လားအဲ့တော့ကျွန်တော်ဒီလိုမျိုးရွာပြီးရွာပြီးဆိုတော့ဒီအောက်မှာချက်ပြောလို့ပဲရင်ပက်တောက်တွေပါရကိုကြရင်ထည့် မကြိုက်ရင်မလို့ရင်မထဲ့နေပေါ့နော်ခန္ဓာကိုအရန်သေးတယ်ရင်မရှိဘူးဆိုလို့ရှိရင်လည်းမထဲ့နေပေါ့နော်ရပြီအဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်ချမ်းလေးအတွက်တောက်လေးထိုးရမယ်ကျွန်တော်ဘလို့ထိုးရမလဲဆိုတော့ဒီမှာလေးစိတ်တောက်လေးတစ်ချောင်းဒီနေရာမှာဝိုက်ပြီးထပ်လိုက်တဲ့နေရာလေးမှာဟာမှာဆိုလို့နော်ဟာမှာဆိုလို့ကျွန်တော်ကဒီမှာလေးစိတ်တောက်လေးတစ်ချောင်းထိုးပြီးဒီတောက်လေးကဘာပြန်လို့ရမလဲကျွန်တော်ပြန်ထပ်ရမှာဒီတောက်ကကျတော့ခွဲထုံမှာနော်ခွဲထုံမယ်ခွဲထုံမယ်ဆိုတော့ဒီချက်တင်ကြီးတောက်အောင်မှတ်ထားသီလားချက်ပညာဒါနာ တင်နေသူတွေကျဒီလိုလေးလှုပ်ပြီးဒီလိုမြားနှစ်ဦးဟိုဘက်လှည့်ထားတာခွဲထုတ်မဲ့ဘက်ဒီလိုလေးအကုံးလေးနှစ်ဖက်ကုံးပေးထားတာပြန်ကတ်မယ်ဟာနော်တောက်ဒီမှာကျဲအဲ့လိုမျိုးခွဲမှတ်တယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်နောက်ချမ်းမှာလည်းဒီမှာကြည့်နှစိတ်တောက်လေးယူထားတယ်သူကဒီမှာလည်းနှစိတ်တောက်လေးယူလို့ရတယ်အဲ့တော့နှစိတ်တောက်လေးဘယ်လိုယူလဲဆိုချက်တော့ဒီမှာတော့၄စိတ်ယူလိုက်တယ်ဒီမှာတော့နှစိတ်ပဲဟားလိုက်တယ်เนาะဒီနေရာလေးမှာနှစိတ်ပဲဒီမှာ၄စိတ်ဒါလေးကိုတိတ်နဲ့ပြန်ကပ်ပေး ဒါဆိုရင်ဒီလေတောင်လေးကအပေါ်ကိုလည်းကတ်သွားမယ်ဒီအောက်မှာလည်းသူ့အဝိုင်လေးကကတ်သွားမယ်ကတ်သွားမယ်ဆိုတော့ဒီနှစ်ပိုင်းကိုဘယ်လိုယူမလဲဆိုတော့ကျွန်တော်ပက်တန်ကိုဖြတ်မထုတ်ခင်ဒီအပေါ်ပိုင်းလေး F1 အပိုင်းလေးကို copy ကူးထုတ်လိုက်ပေါ့တရွက်နော်အောက်မှာပိတ်စာလေးပက်တန်လေးတရွက်ခန်းပြီးတော့ဒလိန်စုလေးနဲ့ဒီအပိုင်းလေးကို copy ကူးလိုက်တော့ဒီအပိုင်းတစ်ပိုင်းလုံးကတရွက်ထုတ်သွားမယ်ဟုတ်လားဒီအပေါ် F1 အပိုင်းလေးရသွားပြီဆိုလို့ရှိရင်ချုပ်စာချန်ပြီးတော့ဟိုဟာတကောညှက်လိုက်သူ့တောင်းတောင်းလေးလိုချင်နေဆိုရင်သူ့အပေါ်ပိုင်းအချံကိုကျွန်တော်နှစ်ထပ်ချုပ်လို့ရတယ် ီမှာဆိုကွာကျွန်တော်ကို့စာယူရမယ်မလားကို့စာကိုဒီလိုယူရမှာလीဒီလိုကို့စာယူရမယ်ဟုတ်လားဒီဒီလောက်နှစ်လက်မလောက်ပေါ့ကို့စာယူတယ်အဲ့လိုကို့စာယူမယ်အစားသူ့အပေါ်ပိုင်းလေးတေးသေးလေးလည်းဖြစ်တာဖြစ်တဲ့အတွက် နှစ်ထပ်ယူလိုက်နှစ်ထပ်ယူလိုက်ပို့ပြီးတော့တောင်းပြီးတော့ပို့ပြီးတော့လှတယ်ပေါ့နော်ကက်ကက်လေးတောင်းပြီးတော့လှတယ်ပိတ်စားရလေအဲ့ကျတော့ဒီပေါ်ပိုင်းလေးနှစ်ထပ်ယူလိုက်ပေါ့နော်အုံကွက်ထည့်မဲ့သူတွေကဒီအောက်ခြံလေးနှစ်ထပ်ယူပေါ့အုံကွက်မထည့်ဘူးဆိုရင်တော့နှစ်ထပ်မလိုဘူးပေါ့ဟုတ်ပြီဒီအပိုင်းကိုကျတော့ copy ကူးထုတ်ပြီး F1 အပိုင်းထွက်သွားပြီးပြီးဆိုမှကျတော့ဒီအောက်ခြံ F2 နဲ့ F3 ကိုဒီကနေဖြတ်ပြီးတော့ခွဲထုတ်ပေါ့အဲ့တော့ပြီးရင် F2 နဲ့ F3 နဲ့ပြန်ဆက်မယ်ဒီမှာ ကုတ်စာရီဘာတွေတက်ပြီးွားပြီးပြီးပြီဆိုမှကျွန်တော်ဒီအပေါ်ပိုင်းတွေကိုထပ်ပြီးတော့ထပ်ပြီးတော့ဒီနားရီနင်းလိုက်ပါတော့ဒီနေရာလေးကိုအဟအတိုင်းမထားခြင်းဆိုလို့ရှိရင်လည်းကျွန်တော်လက်ချုပ်လေးလိုက်သူကတော့ဒီမှာဟိုကလေးလှုပ်ထားတယ်ကျွန်တော်အပေါ်ပန်းချဲ့တီလေးပန်းချဲ့တီအလားလေးထပ်ထားတယ်တွေ့လားကိုကထပ်ခြင်းလဲထပ်ပါတော့ကိုကကြိုက်တာကို sorry ထည့်လို့ရပါရဲ့ရှင်အဲ့ဆိုရမယ်နော် ောက်ပြီးဒါဆိုလို့ရှိရင်ခြေတော်ဒီပတ်တန်လေးရပါပြီအဲ့တော့မိထညမလေးရောကြံတဲ့သူတွေရော like ချုပ်ကြည့်ပါရှင်နားမလည်တာရှင်လာမေးလို့ရပါတယ်ဒီချက်တင်နာရီကိုကြိုက်တယ်ဆက်ရှင်မှာ online class တွေတက်ချင်တယ်ဆိုလို့ရှိရင်ဒီချက် online class စုစုပေါင်း၈တန်းထိဖွင့်ပေးထားပါတယ်အသေးစိတ်ကိုတစ်ချက်ရဲ့ viber နဲ့လာပြီးမေးလို့ရပါတယ်ချက် viber ဖုန်းနံပါတ်လေးအောက်မှာရေးထားပေးမယ်เนาะကျွန်တော်တန်ခွဲရှိခုတီကိုယ်နဲ့တင့်တော်ရအတန်းကိုရွေးတက်လို့ရတယ်ကျွန်တော်လိုအပ်တဲ့အတန်းရွေးတက်လို့ရပါတယ်ချက်တစ်ခုချင်းစီ အသေးစိတ်ရှင်းပြပေးပါမယ်ရှင်ကိုကြိုက်တဲ့အတန်တက်လို့ရပါတယ်ကျွန်တော် Facebook group နဲ့တင်တာဖြစ်ပြီးတော့ သင်ငန်းစာတွေကိုရာတပ်ပန်ထားပေးထားပါရယ်ဘယ်တော့မှမဖြတ်တာဖြစ်တဲ့အတွက်ကြိုက်တဲ့ချိန်ဝင်ပြီးလေ့လာလို့ရပါတယ်တချို့ Telegram နဲ့တင်တဲ့အတန်းတွေလည်းရှိရယ်ပေါ့နော် Facebook group နဲ့မရတဲ့သူတွေလည်း Telegram ကနေလာပြီးတက်လို့ရပါတယ်ရှင်နောက်တစ်ခုကချက်တော့ online class လည်းမတက်ချင်ဘူးချက်တော့ line မမိဘူးချက်တော့စာအုပ်လေးနဲ့လေ့လာခြင်းလည်းဆိုရင် check ရှိမှာမြန်မာဝတ်စောပတ်သက်စာအုပ်လေးစပြီးတော့ထွက်ထားပါတယ်ပတ်သက်စာအုပ်ရချင်တဲ့သူတွေကချက်ကိုလာပြီးတော့မှာလို့ရပါတယ်ချက်တော့ဒီစာအုပ်ထဲမှာဆိုရင်သင်ငန်းစာစုစုပေါင်း80ထည့်ပေးထားပါတယ်သင်ငန်းစာ80ပါပါတယ်မြန်မာ မှာဝတ်စုံပတ္တန်တွေအခြေခံကိုတိုင်းနီးကိုတိုင်းတွက်နီးပုံသေးနီးတွေရင်ခံပတ္တန် offshore no bra ပတ္တန်နီးပါတယ်ပြီးလို့ရှိရင်ခြေရုံမျိုးရိုးရိုးမြန်မာဝတ်စုံပတ္တန်အဲ collar design တွေပါတယ် အုံကွက်ထဲဒီဇိုင်းတွေပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရှောလက်တွေပြီးဂါဝန်တွေလည်းပါတယ်စတက်တွေလည်းပါတယ်သုံးပါလေးလောက်ပထမင်းကြီးစကတ်အစုပ်ပါပါတယ်ချက်သင်ငန်းစာပေါင်း80ထည့်ပေးထားပါတယ်ရှင်ပြီးတော့ဒီစာအုပ်တွေတစ်ချက်ကရောင်းလိုက်မှလားဆိုတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီစာအုပ်ထဲမှာပါတယ်သင်ငန်းစာတစ်ခုချင်းစီတိုင်းကိုပြန်ပြီးတော့အသေးစိတ်ရှင်းပြထားတယ်တွက်နီးချုပ်နီးဆွဲနီးတွေကိုကျွန်တော်ပြန်တင်ပေးထားတဲ့လက်တွေ့ဗီဒီယိုဖိုင်တွေကိုလည်းချက်ကဒီထဲမှာသင်ငန်းစာ80ဆိုရင်ဗီဒီယိုဖိုင်80ပြန်ပြီးတော့ Telegram group နဲ့တင်ပေးမှာ ဖြစ်ပါတယ်အဲ့တော့ကျတော့ online class video တွေကဒီစာအုပ်ကိုတွဲပြီးရမှာဖြစ်ပါတယ်တန်ဖိုးကကျတော့3000ကျပ်နဲ့ပဲရောင်းပေးထားပါတယ်ရှင်3000ကျပ်ဒီကျတော့အခု အခုလာမှရရသေးတယ်ပေါ့နော်နောက်တော့ခြေစည်းတက်မလားမတက်မလားဆိုတာကဒီစာအုပ်ဆိုင်ပေါ်မှာလည်းမူတည်သေးတယ်ကျွန်တော်နောက်ဆိုရင်တော့ဒီစင်းနဲ့အာမမခံနိုင်ပါဘူး3900ကျပ်နဲ့သင်ငန်းစာအခု80ရတဲ့အပြင်ကျွန်တော်ဒီစာအုပ်လည်းရတက်ပန်ရမယ် Telegram group လည်းရတက်ပန်ရမှာဖြစ်ပါတယ်တင်ပေးထားတော့ကျွန်တော်လက်မှတ်အနည်းနဲ့တင်ပေးထားပါတယ်ရှင်ရချင်တဲ့သူတွေကခြေကို Viber မှာစာရင်းသွားပေးထားပါ Viber မှာအမြန်သွားဝယ်လို့ရပါတယ်ရှင်တို့အုပ်ရည်တော့တလားတလောင်အကန့်အသတ်နဲ့ပဲရောင်းပါတယ်ရှင်တလောင်အုပ်ရည်တက်ရပဲချိန်ရောင်းပေးတာဖြစ်ပါတယ်ဒီလားအတွက်မိကျင်တည်းရဲ့ဆို ွင်လွှတ်ချက်ကို Viber မှာသွားမေးထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ channel တွေဥပါရှင်